ားလုံးပဲမင်္ဂလာပါ2025 April 30ရက်နေ့နောက်ဆုံးထားပြီးတော့ဗောနော် line pay ရပိတ်သိမ်းတော့မှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ line pay ထဲမှာရှိတဲ့ ledger ငွေကိုကျွန်တော်တို့ pp နဲ့ချိန်ပြီးတော့ဗောနော်ဒီ line pay ထဲမှာရှိတဲ့ ledger ငွေကို pp နဲ့ချိန်ပြီးတော့ထုတ်လို့ရပါတယ်ခင်ဗျာအဲ့တော့ line pay ကမနေ့ပြန် April 30 2025မှာပိတ်သိမ်းမှာဖြစ်တဲ့အတွက် line pay ထဲမှာ ledger ငွေရှိတဲ့သူတွေကတခုပဲအမြန်ဆုံးဗောနော်ကိုယ့်ရဲ့ဒီ pp account နဲ့ချိန်ပြီးတော့ထုတ်ဖို့အကြံပေးပါတယ်ခင်ဗျာ ဲ့တော့ line pay ထဲမှာရှိတဲ့ ledger ငွေကို PayPay နဲ့ချိန်ပြီးထုတ်ဖို့အတွက် line pay ရဲ့ wallet ထဲကိုကျွန်တော်အရင်ဝင်လိုက်ပါမယ်ပြီးတော့ဒီနေရာလေးကိုနှိမ့်လိုက်ပါဒီမှာသူ့ရဲ့ dance condition ကို agree နှိမ့်ပြီးတော့ဒီဒီ migrate balance ကိုတစ်ချက်နှိမ့်လိုက်ပါဒီနေရာမှာကျွန်တော် migrate balance off ပေါ့เนาะအဲ့ဒီနေရာလေးကိုနှိမ့်လိုက်ပါ။ pay ကိုတစ်ချက်နှိမ့်လိုက်ပါ။ ဒါဆိုရင်တော့ပေးပေးကောင်းနဲ့ချိတ်ဆက်ပြီးတော့ရှေ့ပြီးသွားပါပြီ။ဒီနေရာမှာ line 1 to open ပေးပေးပေါ့နော်။အဲ့နေရာလေးကိုတစ်ချက်နေလိုက်ပါ။ဒီမှာပေးပေးက upgrade လုပ်နေရဖြစ်တဲ့အတွက်ခဏလေးဆောင်ပေးပါ။အဲ့တော့ line ပေးတဲ့မှာတော့ balance က0ဖြစ်သွားပါတယ်။အဲ့တော့ pp account တွေကိုကျွန်တော်တွားကြည့်ပါမယ်။ အဲ့တော့ဒီမှာ line ပေးက964လေးရောင်းလာပါပြီအားလုံးအဆင်ပြေကြပါစေ